ဇာတာပတိနေဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့နေ့30ရက်နေ့တော်တွင်မှာရန်တိုက်ခံများမယ်မတော်တဆထိခိုက်မှုတွေဖြစ်တတ်တယ်လူယုံဒုက္ခပေးတတ်တယ်မူလစီစဉ်နာနဲ့လက်တွေ့ကွာဟမယ်လံခုလံပြတ်တတိထားပါရင်ကားနဲ့ပတ်သက်တဲ့အန္တရာယ်ဖြစ်တတ်တယ်နောက်တပါးသူကြောင့် မိမိစိတ်ဆန္ဒလိုလားချက်တွေကောင်းတယ်ဖော်တဲ့အခါမှာခက်ခဲခြင်းနှောင့်နှေးသွားခြင်းတွေရှိတတ်တယ်အထူးသဖြင့်မိတ်ဆွေရင်းတွေကိုဒုက္ခပေးတတ်တော့သတိထားရမယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ် ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။အဆက်နှစ်ရက်နေမှာမတော်ဆန်နေကြည့်ဆက်ရမယ်။အနောက်ရကုန်တီသွားစေနေရှိတဲ့တဲ့နေကတနိုင်ခွဲနဲ့သုံးနိုင်အတွင်းမှာသွားလာကြည့်ဆက်မယ်။ညံများတဲ့နေ့ပဲ။23ရက်နေ့ကတော့ထူးခြားစွာကောင်းခြင်းကံနဲ့ကျိုးပေးခြင်းကံတွေရှိတယ်။24ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်ရခြင်း အကျိုးပေးခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်25ရက်နေ့မှာအလုံးစုံကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိတယ်ရာရာဆင်းပြေမယ်26ရက်နေ့မှာအပြန်ဆရာလုံးကိုကြော်ပြီးဘဝတိုးတက်ခြင်းနဲ့ကံကောင်းခြင်းကိုကြော်မယ်28ရက်နေ့မှာတော့ရံများမယ်ပြိုင်များမယ်တိုက်ခတ်များ28ရက်နေ့မှာမင်္ဂလာကိစ္စတွေပဝင်ပတ်သက်ရတဲ့တဲ့စိတ်ချမ်းမြေ့သာစရာတွေကြုံမယ်ရာရာဆင်းပြေမယ်29ရက်နေ့မှာခရီးကံကောင်းမယ်လူမျိုးွဲအကျိုးပေးမယ် 30ရင်းနေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်လည်ရရှိခြင်းနဲ့တိုးတက်ခြင်းကံကြမ္မာတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတွင်းမှာ22ရက်နေ့24ရက်နေ့25ရက်နေ့28ရက်နေ့တွေမှာကောင်းစေမင်္ဂလာရက်ကောင်းနေဖြစ်ပြီးအဲ့ဒီနေ့မှာကောင်းစေကောင်းလျှော်ပြုရင်ထူးထူးခြားခြားကောင်းခြင်းကံကြမ္မာတွေကိုရရှိနိုင်ပါတယ်တိုက်တိုက်ဆိုင်ဆိုင်မဲ့ဒီ26 29နှစ်ရက်ဆက်တိုက်တော်မှာ တဏ္ဍိတိနက္ခစမ်းရှင်တော့အဲ့ဒီကာလတွေမှာမြင့်မြတ်တဲ့ငွေကြေးကိစ္စလက်လာပါကိစ္စတွေအတွက်ဆောင်ရွက်တဲ့အစီအရင်တွေလုပ်ရန်အတွက်လည်းအခါကျရောက်ပါတယ်ဒီတပတ်တော်ကာလအတွင်းကြာသပတိနေ့တောက်ကြနေ့ဇနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်၃၆ခုကနန်းနေကြိုးပြတယ်အနီယံအပြာယံပန်းယံတို့ကိုသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါအနီယံပန်းဝင်လေးတွေဖျားကတ်လူပြီးလိုရာဆူတောင်းမှာ ဆူတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်